မင်္ဂလာပါခင်ဗျာအခုချိန်ရစပြီး2025ခုနှစ်အောက်တိုဘာလ26ရက်နေ့ရေဒီယို NUG ရဲ့မနက်ခင်းစီးရီးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်အကြပ်စစ်တပ်၏ကပ္ပစ96614စက်ုံများကို AA နှင့်ပူးပေါင်းတပ်များကစနစ်တကျတိုက်ခိုက်နိုင်ပါကစစ်တပ်၏စည်ရေးဆွေးရင်များတိတာစွာထိခိုက်လာနိုင်ဟု MDSI ထောက်ပြဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ စစ်ကောင်စီ၏လက်နက်ထုတ်လုပ်ရေးနှင့်ထောက်ပံ့ရေးကွင်းဆက်အတွက်အဓိကအဆောက်အုံများဖြစ်သည့်ကပ္ပစ56416ဆက်ယုံများကို AA နှင့်ပူးပေါင်းတပ်များကစနစ်တကျတိုက်ခိုက်နိုင်ပါကစစ်ကောင်စီ၏စစ်ရေးစွမ်းအင်များတိတာစွာထိခိုက်လာနိုင်ကြောင်းထိုဆက်ယုံများသည်စစ်ကောင်စီ၏ပင်မအသက်သွေးကြောများဖြစ်ပြီး၎င်းတို့ထိခိုက်ပါကနိုင်ငံအနှံ့တိုက်ပွဲများတွင်စစ်ကောင်စီ၏စွမ်းအင်များပြိုလဲသွားနိုင်ကြောင်း MDSI မှထောက်ပြအသိပေးထားပါသည်ကပ္ပစ6ဆက်ယုံသည်ဘကိုးတိုင်း ပထောင်မြို့နယ်အုတ်ရှိပင်မြို့ညောင်ချတော့ကျေးရွာအနီးရခိုင်ရိုးမအဆက်တွင်တည်ရှိတဲ့စစ်လက်နက်ထုတ်လုပ်ရေးအတွက်တန်နဲ့တပ်ထုများထုတ်လုပ်ပေးသည့်ပင်မဆက်ရုံဖြစ်ပြီးအေအေနဲ့ပူးပေါင်းတပ်များကထိုဆက်ရုံကိုထိခိုက်စေနိုင်ပါကစစ်ကောင်စီ၏လက်နက်ထုတ်လုပ်မှုပြတ်တောက်ကတိုက်ဆွမ်းအားတိတာစွာအားပြော့သွားနေတယ်လို့ဖော်ပြထားပါတယ်ထို့ပြင်ကပ္ပစ9နဲ့ကပ္ပစ16ဆက်ရုံများသည့်ခဲယံဂျီနဲ့ဘုံလက်နက်များအတွက်ရန်ထုတ်လုပ်ပေးသည့်အဓိကဆက်ရုံများဖြစ်ပြီး၎င်းတို့သည်ပထောင်မြို့နယ် ပသိမ်မုံရွာလမ်းမကြီးနဲ့ကမြိုင်လမ်းဆောင်အနီးကပ္ပဆ9နဲ့မတုံကျေးရွာရခိုင်ရိုးမအခြေကပ္ပဆ16တွင် တီရှိကထိုးဆက်ယုံများကို AAE ထိုးစစ်များကထိခိုက်စေနိုင်ပါကရန်ထုတ်လုပ်မှုပြတ်တောက်ပြီးစစ်ကောင်စီခဲရန်နဲ့ဘုံထောက်ပတ်မှုပြက်လက်သွားနေတယ်လို့သိရပါတယ်။ကပ္ပစ6ဆက်ယုံသည်ခြေလျင်တက်သုံးလက်နက်ငယ်ကြီးမျိုးစုံထုတ်လုပ်ပေးသည့်ပင်မဆက်ယုံဖြစ်ပြီးကြောက်ဖူးရွာတွင်တီရှိက AAE ထိုးစစ်မှဆယ်မိုင်အကွာတွင်ရှိနေတယ်လို့ဖော်ပြထားပါတယ်။ထိုးဆက်ယုံထိခိုက်ပါကစစ်ကောင်စီလက်နက်ငယ်ကြီးထောက်ပတ်မှုပြတ်တောက်ကနိုင်ငံအနှံ့တိုက်ပွဲများတွင်အားနည်းသွားနေတယ်လို့သိရပါတယ်။ထို့ပြင်ကပ္ပစ14ဆက်ယုံသည်မကွေးတိုင်းအဆက် ်အန်ပဒန်လန်ပိုင်းနိုင်ရီကံပြူဟာစခန်းလေးတွင်တည်ရှိပြီးလက်နက်ငယ်အစိတ်အပိုင်းများနဲ့လေကြောင်းပုံးများအတွက် PCB စကတ်ပုံးများထုတ်လုပ်ပေးက AAE ထိုးစစ်များကထိုးစစ်ရုံကိုထိခိုက်စေနိုင်ပါကလေကြောင်းပုံးထုတ်လုပ်မှုရော့ကျကစစ်ကောင်စီ၏လေကြောင်းတိုက်ခတ်မှုစွန့်ရီတိတာစွာထိခိုက်နိုင်တယ်လို့ထောက်ပြထားပါတယ်။ AAE ထိုးစစ်များသည့်အော်တိုဘာ14ရက်တွင်ပကံကွဲရွာနှင့်နေရီကံပြူဟာစခန်းအနီးရောက်ရှိလာခဲ့ပြီးကပ္ပဆတ်စစ်ရုံများကိုတိုက်ရိုက်ချင်းချောက်နိုင်သည့်အနေအထားသို့ရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျာ။ KIA မှစစ်ကောင်စီကင်းထောက် drone လက်နက်ငယ်ဖြင့်ပစ်ချဆိုတဲ့သတင်းကို တင်ပြပေးသွားပါမယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ17ဒေသတွင်ပြန်တပ်နေသောစစ်ကောင်စီ၏ကင်းထောက် drone ကြီးတစ်စင်းကို KIA စစ်သားတို့ကလက်နက်ငယ်ဖြင့်ပစ်ချဖျက်ဆီးနိုင်ခဲ့ကြောင်းစစ်ရေးသတင်းအရင်းမြစ်များအရသိရပါဗါဒ်။အော်တိုဘာ24ရက်နေ့တွင်ကချင်ပြည်နယ်မန်စီမြို့နယ်မန့်ဝင်းကြီးဒေသတွင်ဖြစ်ပွားခဲ့သောထိုပစ်ချမှုကို KIA စစ်တပ်ကစစ်သားတို့ကဦးဆောင်ခဲ့တယ်လို့ Seven Stars News သတင်းဌာနမှဖော်ပြထားပါတယ်။ထောင်လရေးအတွက်အသုံးပြုနေသောကိထောက် drone ကိုလက်နက်ငယ်တနက်ဖြစ်တာဖြစ်ချခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။လောင်လုံးမြို့နယ်တွင်အမျိုးသမီးများကိုအရမပြုကျင့်ခြင်းနဲ့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်နေသည့်ပြူစောတိခေါင်းဆောင်ကိုဖမ်းဆီးထိန်းသိမ်းဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။တနင်္သာရီတိုင်းလောင်လုံးမြို့နယ်တွင်အမျိုးသမီးများကိုအရမပြုကျင့်ခြင်းနှင့်ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်နေသည့်ပြူစောတိခေါင်းဆောင်ဦးစိုးတန်းကို Federal ဒူဝန်ကျဲတပ်ဖွဲ့ကအော်တိုဘာ22ရက်နေ့တွင်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း Federal ဒူဝန်ကျဲတပ်ဖွဲ့မှတင်ရရှိပါတယ်။ကြောင်းနေမော်ကြေးရွာအခြေဆိုင်ပြူစောတိကောင်းဆောင်ဦးစိုးတန်းကိုအော်တိုဘာ22ရက်မနက်7:00နာရီခန့်တွင်သူ၏နေအိမ်အတွင်ထမင်းစားနေချိန်မှာအလစ်အငိုက်ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ ဖမ်းဆီးချိန်တွင်ကြောင်းနီမော်ကြေးရွာသည်စစ်ကောင်စီတပ်မတော်ကဂိတ်စခန်းနှင့်နီးကပ်နေသောကြောင့်အန္တရာယ်များပြခဲ့ပြီးအခုလိုအရှင်ဖမ်းမိတာမရှိခဲ့ဘူးလို့သိရပါတယ်။ဦးစိုးတန်းသည်စစ်ကောင်စီအာဏာသိမ်းပြီးနောက်လောင်းလုံးမြို့နယ်တွင်စစ်ကောင်စီတပ်မတော်ကရေကြောင်းနှင့်ကုန်းကြောင်းစုမိုးနိုင်ရေးအထွတ်စီရေးလှူရှားမှုများထဲတွင်ထက်ထဲဝင်ဝင်ပါဝင်ကြိုးပမ်းနေသူတို့ဖြစ်သည့်အပြင်ကြောင်းနီမော်ကြေးရွာနှင့်အနီးနားကြေးရွာရှိပြည်သူပိုင်နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းအပြစ်မဲ့ပြည်သူများကိုဖမ်းဆီးတပ်ဖြတ်ခြင်းဒေသခံအမျိုးသမီးများကို အရမပြုကျင်ခြင်းဓမြတိုက်ခြင်းငါးဖန်းလေများစီမချင်းချောက်ငွေကြီးကောက်ခံခြင်းစသည့်ရာဇဝမှုပေါင်းမျိုးစုံကျွလွန်ခဲ့သူတို့အုပ်လည်းဖြစ်တယ်လို့သိရပါဗါးလက်ရှိအချိန်တွင်ဖန်းစီထိမ့်သိမ်းထားရသောဥဆိုးတန်းကိုသူကျွလွန်ခဲ့သောရာဇဝမှုများနဲ့ပတ်သက်ပြီးစစ်ဆေးနေပါဗါးထိုက်တဲ့သောပြစ်ဒဏ်ချမှတ်နိုင်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားမယ်လို့သိရပါဗါးခင်ဗျာ ရွှေဘုံမြိုင်နဲ့ပခုတ်ကူမြို့နယ်ရှိကျေးရွာများကိုဂျိုင်ရိုကော့ပတာပါရာမော်တာများဖြင့်ဘုံကျဲတိုက်ခိုက်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။စကိုင်းတိုင်းရွှေဘုံမြို့နယ်အနောက်ပိုင်းညောင်ပင်သာကျေးရွာရှိစာသင်ကျောင်းတစ်ခုကို ဂျိုင်ခေါ်ပါဒစည်းဖြင့်အော်တိုဘာလ25ရက်နေ့နနက်10နာရီခွဲခန့်တွင်ဘုံနှလုံးကျဲချတိုက်ခတ်ခဲ့ရာစာတင်ဆောင်နှစ်ခုပျက်စီးခဲ့ကြောင်းဒေတာသတင်းများအရသိရပါဗါးစာတင်ကျောင်းရဲ့နှစ်ထပ်ကျောင်းဆောင်ရှိနေကလေးကစားကွင်းကိုဘုံကျပြီးပောက်ကွဲခဲ့ကလူထိခိုက်မှုမရှိဘူးလို့သိရပါဗါး ထို့အပြင်မြိုင်မြို့နယ်နဲ့ပခုတ်ကူမြို့နယ်အဆက်ရှိကျေးရွာများကိုစစ်ကောင်စီကပါရာမော်တာ3စီးဖြင့်အော်တိုဘားလ24ရက်ညပိုင်းတွင်ပုံကျဲတက်ခတ်ခဲ့ကြောင်းသိရပါတယ်။တက်ခတ်မှုကြောင့်တက်လက်ပိုင်းအရွယ်အမျိုးသားတဦးနှင့်အမျိုးသမီးတဦးသေဆုံးခဲ့ပြီးအမျိုးသမီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကဒဏ်ရာပြင်းထန်တယ်လို့သိရပါတယ်။စစ်ကောင်စီကပုံကျဲတက်ခတ်မှုအပြင်ပါရာမော်တာမှဆက်တနက်မရှင်ကန်များဖြစ်ပါပြစ်ခတ်တက်ခတ်ခဲ့တယ်လို့သိရပါတယ်။အော်တိုဘား22ရက်ကတည်းကပခုတ်ကူမှထွက်ခွာလာသည့်စစ်ကောင်စီစစ်ကြောင်းသည်မြိုင်နှင့်ပခုတ်ကူအဆက်ရှိကျေးရွာ များကိုစစ်ကြောင်းထိုးနေပြီးလက်ရှိတွင်ဝါတဝရွာရှိညောင်ချစ်ပင်ကျေးရွာတွင်တက်ဆွဲနေထိုင်နေတယ်လို့သိရပါတယ်ခင်ဗျာအာနာတိတ်စစ်တမလက်နက်ကြီးပစ်ခတ်သည့်ဖြစ်ဝင်းကံရွာနှင့်မစေရွာတွင် ကလေးတအူးပါဝင်၃ဦးထိခိုက်ဒဏ်ရာရဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ် KNU ခရင်အမျိုးသားအစည်းအရုံးကော့တူးလေအုပ်ချုပ်နေပြီးဒူးတတူခရင်အတွေ့အတွေ့အကြုံရွေးကောက်ပွဲကိုကျင်းပ၍နိုင်ငံတကာတွင်တရားဝင်မှုကိုရယူလိုသောအာဏာသိမ်းအကြမ်းဖက်စစ်တပ်သည်2025ခုနှစ်အော်တိုဘာလ22ရက်နေ့လယ်10နာရီ10မိနစ်အချိန်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဇယက်ကြီးမှအခြေစိုက်ထားသောစစ်ကော်မရှင်ခမရ968တမအရက်သားပြည်သူနေထိုင်သည့်ကျေးရွာသို့87မမလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့ကြောင်း KNU ဗဟိုမှသတင်းထုတ်ပြန်ပါသည်။ထိုတိုက်ခတ်မှုကြောင့်ကြောက်ထုံမြို့နယ်ဝင်းကံ ်ကျေးရွာအုပ်စုဝင်းကန်ရွာဘေး၌ကြာရောက်ပောက်ကွဲခဲ့ပြီးဝင်းကန်ရွာနေအမည်ဒေါ်မက်ကီအသက်62နှစ်လက်နက်ကြီးကြီးစထိမှန် ဒဏ်ရာရခဲ့တယ်လို့သိရပါဗါးထို့အပြင် KNU ကရင်အမျိုးသားအစည်းအရုံးမြိတ်တဝဲခရိုင်လယ်မူလားမြို့နယ်မဇောကျေးရွာအုပ်စုမဇောကျေးရွာအတွင်းသို့2025ခုနှစ်စက်တင်ဘာလ23ရက်နေ့တွင်ဇဝဲအခြေဆိုင်အာနာတိန်အကြံပတ်စစ်တပ်996တရင်ဤလက်နက်ကြီးပစ်ခတ်မှုကြောင့်ကလေးတူဦးပါဝင်ပြည်သူ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပြည်သူနေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ စောမြို့တွင်အသက်73နှစ်အရွယ်မိန်းကလေးငယ်မရင်းကျင့်တက်ဖြတ်ခံထားရပြီးအလောင်းဖြောက်ဖြတ်ခံရဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။မကွေးတိုင်းစောမြို့တီရိရနနာရက်ွက်တွင်အသက်73နှစ်အရွယ်မအေးငိမ့်လင်းဆိုသည့်မိန်းကလေးငယ်တဦးမရင်းကျင့်တက်ဖြတ်ခံရပြီးအလောင်းဖြောက်ဖြတ်ခံရကြောင်းရောအလင်းနှမသတင်းဖော်ပြထားပါတယ်။အော်တိုဘာ21ရက်နေ့တွင် မအေးငိမ့်လင်း၏မိဘများဖြစ်သည့်ဦးဝင်းခိုင်နှင့်ဒေါ်သေးရီတို့၏နေအိမ်မှတရားခဏ်ဟုတန်တရားရှိသူ မောင်မင်းမင်းဆိုအသက်22နှစ်ကကလေးငယ်ကိုခေါ်ယူသွားခဲ့ပြီးနောက်ကလေးငယ်မှာအဆက်အသွယ်ပြတ်တောက်ကပျောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ်။အော်တိုဘာ25ရက်နေ့နက်ပိုင်းတွင်စောမြို့ပြည်သူ့စစ်ရုံးဝန်အတွင် အခန်းတစ်ခုတွင် ပုတ်တိုးနေပြီဖြစ်သောမအေးငိမ့်လင်းဤအလောင်းကိုဒေသခံများ၏သတင်းပေးမှုအရတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။တပ်ဆိုင်ရာတရင်တပ်ဖွဲ့များကတန်တရားရှိသူမောင်မင်းမင်းဆိုကိုလိုက်လံရှာဖွေရာအော်တိုဘာ25ရက်နေ့ညနေပိုင်းတွင်ဖမ်းဆီးရမိခဲ့ပြီးကနအူးစစ်ဆေးမှုအရတရက်ခန့်သည့်မိန်ကလေးငယ်ကိုပရင်းချစ်တပ်ဖြတ်ပြီးအလောင်းကိုဖျက် ဖြတ်ခဲ့ကြောင်းဝန်ခံထွက်ဆိုထားခဲ့တယ်လို့ဖော်ပြထားပါတယ်တရခံမောင်မင်းမင်းစိုးတီရခင်ကလည်းအလားတူမတိုင်းမှုတစ်ခုကျွလွန်ဖို့သူဖြစ်တယ်လို့အသိပေးထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စရေသတင်းကောက်နှုတ်ချက်တွေကိုတော့ရေဒီယိုအန်ယူဂျီသတင်းထောက်ခါရှက်ကပေးပို့ထားတာဖြစ်ပါတယ်ကျွန်တော်ຫນွေဦးမိုးပါခင်ဗျာ